တရင်ပသက်များလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ္ဆာမှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ္ဆာမှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကအပ်ပါတယ်ခင်ဗျာအခုတခါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့လိုင်းဒါယာမျိုးနဲ့တောင်ကြီးရဲ့စခန်းကိုလက်ဖြစ်ပုံနဲ့ပြစ်သွင်းတိုက်ခိုက်မှုတွေမှာရဲများထိခိုက်မှုရှိနိုင်တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်ရန်ကုန်တိုင်းလိုင်းဒါယာမျိုးနဲ့ တောင်ကြီးရဲ့စကန်းကိုလက်ပစ်ဘုံပစ်သွင်းတိုက်ခတ်ရမှာအကြံဖက်ရဲများထိခိုက်မှုရှိခဲ့တယ်လို့ Operation Flame ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ရမန်နေအော်တိုဘားလ21ရက်နေ့ည9:48မိနစ်ခန့်မှာလိုင်းတိုင်းရမျိုးနယ်အနောက်ပိုင်းအနော်ရထားလမ်းမပေါ်မှာရှိတဲ့တောင်ကြီးရဲ့စကန်းကိုတော်လိုင်းတပွဲများကလက်ပစ်ဘုံ၃လုံးပစ်သွင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အစောပိုင်းတကမ်းမှုတွေမှာရဲစခန်းဝင်တွဲမှာရှိတဲ့ရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုဒီပြိုးနိုင်ခြင်းမရှိသေးကြောင်းထိုကဲ့သို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ရဲစခန်းဝင်အတွင်းကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရပါတယ်။အစိုးပါတောင်ကြီးရဲစခန်းဟာအကြံဘက်စစ်တပ်ရဲ့တူးယောင်ရွေးကောက်ပွဲကိုဖူပေါင်းပဝင်လှုပ်ရှားနေကြပြီးပြည်သူများကိုနေမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့လိုင်းတရရဲတပ်ဖွဲ့ကို Operation Flame ရဲ့ Fire Power ဒုစစ်စင်ရေးပြင်းမှတ်ဖြစ်နေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Operation Flame ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။လိုင်းတရအနောက်ပိုင်းကတောင်ကြီးရဲစခန်းကိုလက်ပြပုံတုံးလုံးပြစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရဲစခန်းဝင်ဂေကင်းနာကိုကြားရောက်ပောက်ခွဲပြီး ရန်သူထိခိုက်မှုရှိနိုင်ပါတယ်။အဲဒီမှာရဲစခန်းထဲကိုစေယုံကားတွေဝင်သွားတယ်လို့မြေပြင်သတင်းရသိရပါတယ်လို့ Operation Flame ဘက်မှတာဝန်ရှိသူကရှင်းပြပါတယ်။အစောပိုင်းတိုက်ခိုက်မှုကို Operation Flame နဲ့တူအနောက်ပိုင်းခရိုင်ဘီသူခကွယ်ရေးဘွဲ့ဂျီမင်းတိုင်မြို့နယ်ဘီသူခကွယ်ရေးဘွဲ့နဲ့လာသာမြို့နယ်ဘီသူခကွယ်ရေးဘွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်း။ဒါပြင် Operation Flame နေနဲ့အချမ်းပတ်စကားစကားပြုလို့မဲ့တူးယောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲ။ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့တူလက်တွဲပြီးတော့အကြမ်းမဲ့စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမုန်းတော့မှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြ ாரி KK ဘက်ကိုစစ်တပ်ကဝန်ရောက်စီးနှင်းရန်ရှိတာကြောင့်တရုတ်ထိုင်းပြည်ဝယ်နိုင်ငံသားသားဒုံရကျော်နဲ့ပြည်တွင်းလူထုများများယာနဲ့ချီထွက်ပြေးကောင်အစောပိုင်းကကေပတ်ကိုစီမံခန့်ခွဲနေတဲ့ BGF ကဂိတ်ဖွင့်ပေးထားတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ကရင်ပြည်နယ်မြားရီမြို့တောင်ပန်းမှာရှိတဲ့ကကေပတ်ဂျာဖျန်းယုံများကို အကြံဘက်စစ်တပ်ကဝင်ရောက်စိနေရန်ရောက်ရှိနေပြီးတော့နိုင်ငံသား300ကျော်ထွက်ပြေးဒိန်းရှောင်နေတယ်လို့နေဆမ်းမကရင်သတင်းရင်းမြစ်တွေကပြောပါတယ်ဒီကနေ့အော်တိုဘားလ22ရက်နေ့မနက်7:00နာရီခန့်မှာမြားရီမြို့တောင်ပတ်မှာရှိတဲ့ KK ပတ်ဂျာပြန်းယုံတွေကိုအကြံဘက်စစ်တပ်ကဝင်ရောက်စိနေရန်ရောက်ရှိနေခြင်းကြောင့်တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်နိုင်ငံသား300ကျော်ထွက်ပြေးဒိန်းရှောင်နေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာထွက်ပြေးဒိန်းရှောင်နေတဲ့အဆိုပါနိုင်ငံသားတွေဟာထိုင်းနိုင်ငံဘက်သို့ကန်ကူးရန်လှုပ်ဆောင်နေပြီးတော့ အစောပါ KK ဘက်ကိုစီမံခန့်ခွဲနေတဲ့ BGR တပ်ဖွဲ့ကလည်း KK ဘက်တွင်းမှာရှိတဲ့တကားများနဲ့ဂိမ်းများကိုဖွင့်ပေးထားတယ်လို့သိရပါတယ်။အခုဒီနေ့မနက်၈နာရီမှာမြ ாரி မျိုးတောင်ဘက်မှာရှိတဲ့ KK ဘက်ဂျာပြန်းယုံကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်စီးနှင်းဖို့ရောင်းနေတယ်လို့သိရပါတယ်။အဲဒီမှာတရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်အခြားနိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဒီတော့ KK ဘက်ကိုဝင်စည်းတော်မယ်ဆိုပြီး BGR ကဂိမ်းတကားတွေဖွင့်ပေးထားတယ်လို့သိရတယ်။ ဒါကြောင့်မို့လို့တရုတ်တွေထိုင်းဘက်ကိုကန်ကူးဖို့လေခိတ်တွေဘက်ကိုဆင်းလာနေတယ်။လက်ရှိတော့ထိုင်းဘက်ချမ်းကိုမကူးရသေးဘူး။အဲဒီမှာစက်တက်နဲ့ BGF က KK ပတ်ဆိုင်နာမှာပဲရှင်းနေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့ကဲ့သို့ KK ဘက်ကိုဆုံးခွာလာတဲ့နိုင်ငံသားတွေကထိုင်းနိုင်ငံသားတွေကိုထိုင်းနိုင်ငံပိုင်များကပြန်လည်ခေါ်ယူနေပြီးတခြားနိုင်ငံသားများကိုဂူးခွေမပေးတဲ့ကြောင်း။ဒါပြင်ပြည်တွင်းမှာမြန်မာများကိုတော့မြားရီမျိုးနဲ့ရွှေခုတ်ကိုဘက်သို့သွားရန်စ조사နေကြကြောင်းသိရပါတယ်။ အခုအများကြီးမျိုးဘက်ကိုတွားနေကြတယ်။ထိုင်းဘက်ကဘေးမဝင်ဘူး။ဂန်ကူးမခံဘူး။အချို့တရုတ်တွေကို BGF ကကားတွေနဲ့ခေါ်ထုတ်နေတယ်။ထိုင်းတွေကတော့ထိုင်းဘက်ကိုထိုင်းစစ်တပ်ကမမြင်တဲ့ဂိတ်တွေဘက်ကနေပြန်ကူးပေးနေတယ်။အဲဒီမှာထိုင်း150ကျော်လောက်ထိုင်းဘက်ပြန်ရောက်သွားပြီလို့သိရတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘတ်လ19ရက်နေ့ကလည်းအချမ်းဘတ်စစ်တပ်ကမြားရီမျိုးနယ်အတွင်းမှာရှိတဲ့ KK ဘက်ကိုစီးနှင်းခဲ့ရမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀၀ လေထက်တိုက်လုံး20ငါးထက်တိုက်နှလုံးတထက်တိုက်ဈေးဆိုင်ကန်20လုံးနှစ်ထက်တိုက်ဈေးဆိုင်ကန်30လုံးတထက်တိုက်9015လုံးနှစ်ထက်တိုက်9020လုံးလေထက်တိုက်9010လုံးစားလို့စဲနှစ်ထက်တိုက်21လုံးသုံးထက်တိုက်10လုံးလေထက်တိုက်9လုံးငါးထက်တိုက်9လုံးနဲ့တထက်တိုက်ဈေးပေးကန်နှခန်းတို့ကိုတွေ့ရှိခဲ့ကြအောင်ဒါပြင်စတားလင်ဆလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ပြီးအလौဒမအမျိုးသား1645ဦးအမျိုးသမီး455ဦး လုံခြုံရေးအမျိုးသား98ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တမတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာချမ်းပတ်ဆဲဦးစုရဲ့ဒူးရောင်ရွေးကောက်ပွဲနဲ့ရာလက်ကိုကန်းကွက်ပြီးတော့အသီးမှန်မပြူကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညီလာခံမှ CRPH တောင်းဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာချမ်းပတ်ဆဲဦးစုရဲ့အဒူးရောင်ရွေးကောက်ပွဲနဲ့ရာလက်ကိုကန်းကွက်အသီးမှန်မပြူကြရန် နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညီလာခံမှာဗီတောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့မှအော်တိုဘာလ23ရက်နေ့ထိ9ရက်ကြာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဂျန်ပါလီယာရှိတဲ့တရား58ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်ဈေးဝယ်များတို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH မှာဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်စင်မှာထိုကဲတို့တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာဂျာမတ်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကင်းနေအွန်လိုင်းလိမ့်လည်မှုတွေကနေအကျိုးအမြတ်ရရှိနေပါတယ်။ဒီတော့ဆေးရနာရှင်ဂျင်းပါမဲ့ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာအခုဒေတာရွဲမှာအွန်လိုင်းလိမ့်လည်မှုတွေနဲ့ဂျာဖြန့်စင်တာတွေကိုတရားဝင်ရတိနိုင်အောင်ဂုဏ်ကြီးလှုံ့ဆော်တာနဲ့တူတူပဲဆိုတာနိုင်ငံတကာကိုသိစေချင်ပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ်။ဒါပြင်မြန်မာဂျမ်းဘတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုံ့ဆော်နေတဲ့ လေကြောင်းမှတိုက်ခိုက်မှုများလူခွင့်ရေချိုးဖောက်မှုများနဲ့အချံဖတ်မှုများအစိုးရလုံရက်တွေကြောင့်နေရဆုံးခွာနေရပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းမှာရှိတဲ့စပေးရှောင်ပြည်သူများနဲ့အခြားနိုင်ငံများမှာရှိတဲ့ရွှေပြောင်းမြန်မာပြည်သူများရဲ့အခြေအနေတွေအပါအဝင်နိုင်ငံရေးဖြစ်ပေါ်တုံ့တက်မှုတွေကို CRPH ကရှင်းပြခဲ့ပြီးတော့လက်ရှိဂျမတ်ဆေအုစုကဂျင်းပါမဲ့တရားဝင်မှုမှရှိတဲ့အတိုးရောင်ရွေးကောက်ပွဲနဲ့ရလတ်ပေါ်ကန့်ကွက်ပေးရင်အတိမတ်မပြူရေးမတရားဖန်ဆီးထိန်ထိန်ခံနေရတဲ့နိုင်ငံတော်ကြီးကများ ရွေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးကျင်းသားများလွန်မြောက်ရေး2020ပြည့်နှစ်ထွေထွေရွေကောက်ပွဲမှရွေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များနဲ့ပြည်တော်စုလွတ်တော်ကိုယ်စားပြုကော်မတီကိုကဘာလွတ်တော်အတိုင်းဝိုင်းကဆက်လက်အသိမှတ်ပြုရင်းလက်ရှိပြည်ပကအဖြစ်ရှင်းရေးနဲ့ရေရှည်တည်တန်းနဲ့ဖြေရှားခြင်းမှာဒေါ်လာရေးအင်အားစုများရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်များပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုတွေရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ဒါပြင် CRPH မှမြန်မာလွတ်တော်ကိုယ်စားလှယ်ဘွဲက ဘေကရဲအော်တိုဘားလ19ရက်နေ့မှာအာရှပစိပိတ်အုပ်စုနဲ့မြို့သမီးလွတ်တော်ကိုစလဲဖိုရန်ကိုတက်ရောက်ခဲ့ပြီးအော်တိုဘားလ20ရက်နေ့မှာမှုဆောင်ကောင်စီစည်းဝေးညီလာခံစည်းဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တို့ကိုတက်ရောက်ခဲ့ကောင်မလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဆွီဒင်ဩစတြေးလျနိုင်ငံတို့မှာလွတ်တော်ကိုယ်စားလှယ်ဖွဲ့များနဲ့လည်းတရားစီတွဲဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လက်ရှိနိုင်ငံတကာပါလီမန်များဖွဲ့မှာကမ္ဘာနိုင်ငံပေါင်း183နိုင်ငံမှနိုင်ငံတော်အဆင့်လွတ်တော်များနဲ့ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံရဲ့ကိုစားပြုပြည်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CR page ကို IBU ရဲ့အဓိကဇွန်တွေမိဖက်အဖြစ်အသိမှတ်ပြုခဲ့ပြီးတော့ဒီကနေ့တိတိုင်ဆက်လက်အသိမှတ်ပြုထားခြင်းလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အလौဒမားရေးဦးဆောင်လှူရှားသူဒေါ်မျိုးမျိုး၏ကိုတက်နှင်းအောင်နဲ့မတက်ထားဆိုလို့ပြန်လဲလွမြောက်လာပေမဲ့လည်း SDUN အလौဒမားတမကအဖွဲ့ဝင်ကိုဦးဆက်လက်ဖန်ဆီးခံရထားတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။အလौဒမားကွင်ရေးတက်ကြွလှူရှားသူတဦးဖြစ်တဲ့ဒွေစင်းညညော်တော်တမကများအဖွဲ့ချုပ် မြန်မာ STUN ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါဝင်အလौဒမားရေးလှုပ်ရှားသူတွေဖြစ်ကြတယ်။ကိုတက်နင်းအောင်နဲ့မတက်ထားဆွေတို့ဖန်ဆီးခံရမှုမှပြန်လည်လွန်မြောက်လာတယ်လို့ STUN မှတာဝန်ရှိသူတဦးကအတည်ပြုပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ညနေ4နာရီခွဲချိန်မှာ၎င်းတို့ကအင်စိန်ထောင်မှပြန်လည်လွန်မြောက်လာတာဖြစ်ပြီးတော့လက်ရှိဆွဲဆိုထားတဲ့အမှုအလုံးကိုရုတ်သိမ်းခံရပြီးပြန်လည်လွန်မြောက်တယ်လို့ကြေညာခံရကနေရင်တို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။အခု STUN မှဆက်လက်ဖန်ဆီးခံထားရတာကတော့ ဆရာမတော်မျိုးမျိုးအေးကလွယ်ရင်ဂျန်နေသူတွေပါလို့ STU မှာတာဝန်ရှိသူကပြောပါတယ်။အချမ်းဘတ်စစ်တကယခုနေ့ဇူလိုင်လ25ရက်29ရက်နဲ့28ရက်နေ့တမှာ STU အူဆောင်သူတော်မျိုးမျိုးအေးနဲ့ STU အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဒင်ထက်ဆန်၊ဆုံးမြတ်နွယ်၊မြင်းမြင့်ခိုင်၊တီဟော့၊ဇော်ထိုက်၊ဇော်စန်းနိုင်၊ဟေမန်ဦး၊ကျော်တန်းနိုင်နဲ့ဂျွန်ဒူးမောင်တို့ကိုဖမ်းဆီးပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာ STU အူဆောင်သူတော်မျိုးမျိုးအေးပြန်လည်လွတ်မြောက်လာပြီမလဲ။ တခြားဖွဲ့ဝင်တွေဟာဆက်လက်ပြီးတော့မတရားဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါ SKUM ဦးဆောင်သူဒေါ်မျိုးမျိုးရဆဲရနာရှင်စန်းကျင်ရေးတပိတ်များမှာပါဝင်ခဲ့တာကြောင့်2022ခုနှစ်ဧပြီလ15ရက်နေ့မှာစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့နိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်905ကကြီးနဲ့ထောင်ချခဲ့ကောင်2022ခုနှစ်အောက်တိုဘာလမှာလုံငင်းခွင်းနဲ့လှုပ်ပေးခဲ့ကြောင်းအဲ့ဒီနောက်2025ခုနှစ်ဇူလိုင်လအတွင်းမှာပြန်လည်ဖမ်းဆီးခဲ့ကအော်တိုဘားလအတွင်းမှာစစ်တပ်ကပြန်လို့ပေးခဲ့ရခြင်းဖြစ်ပါတယ် ရခိုင်နယ်တွင်ဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးတဲ့ချိန်မှာ SDUN မှဒေါ်မျိုးမျိုးရေးအပါအဝင်အဖွဲ့ဝင်7ဦးကိုခြေချုံးတဲ့ခန်းဝင်ဥပဒေပုံမှန်9တက်စာလုံးစားနဲ့အတင်းပွဲမှမပုံးတင်ခြင်းဆိုင်ရာဥပဒေများစစ်တပ်ရေးဥပဒေ66ဂါကြီးတို့နဲ့စစ်တကအမှုဖွင့်ခဲ့ပါတယ်။ဒါပြင် ပြန်လည်လုံမြောက်လာတဲ့မြန်မာနိုင်ငံစမှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံလူ့သမားသမဂ္ဂများအဖွဲ့ချုပ် MICS ရဲ့ထွေထွေတွင်ရေးမှုချုပ်ဦးတက်နေအောင်ကတော့ 2019ခုနှစ်ဇွန်လအတွင်းမှာဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။အဖိပိဆိုင်ရာလုံတမာတမကအဖွဲ့ချုပ် ILO ကအာတီကယ်33နဲ့မြန်မာအကြံဘက်စတက်ကိုဒဏ်ခတ်ပိတ်ဆို့ရေးရမှုတွေဆက်လက်လှုပ်ဆောင်သွားရန်ဆုံးဖြတ်လိုက်ပြီးမြန်မာအကြံဘက်ဆေးဥစုမှဖိအားများစွာကြုံတွေ့နေရတဲ့ချိန်မှာလက်ရှိမှာလုံတမာရေးဦးဆောင်လှုပ်ရှားသူတချို့ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့လုံတမာရေးလှုပ်ရှားသူတွေကပြောဆိုနေကြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စတောင်းမြေရှေးဘက်ကန်းကတက်စကန်သိန်းတိုက်ပွဲအမှတ်တမ်း နေပြီးတော့တရင်ရှေးအားရှေ့ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘိုးတိုင်းရေတာရှေမျိုးနယ်စတောင်းမြေအရှေ့ဘက်ကန်ရွာတဲ့ဂျီဝါကအကြံပတ်စကောင်းစီတစကန်တိမ်ပွဲပေါ်ဆောင်ခဲ့တဲ့မှတ်တမ်းကိုဗီဒူကဝေးတက်မတော် PDF နေပြီးတော့တိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့အမတ်ရှေးအားရှေ့တရင်ကဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။ဘိုးတိုင်းရေတာရှေမျိုးနယ်စွာမျိုးနယ်ဒုံးမိုင်လောက်သွားကွာဝေးတဲ့ရွာတဲ့ဂျီဝါမှာရှိတဲ့စကောင်းစီရဲ့ထိုင်းခြားစကန်ကို နေပြီးတော့ PDF ဗျူဟာစကိုတရင်ရှေးအားရှေ့နဲ့ မာမိတ်တဲ့ရင်တွေကအော်တိုဘားလာ20ရင်းနဲ့မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အင်အား60လောက်ရှိတဲ့စကောင်းစီတပ်စခန်းကိုတိုက်ခိုက်ခဲ့ရမှာအချမ်းဘက်စကောင်းစီရဲ့လေကြောင်းရံကာကွယ်ရေးတပ်2029ကတိုက်ရဲမှုဒုတိယဖို့မှုကြီးညီညီနိုင်ပါဝင်အချမ်းဘက်စကားစတပ်ဖွဲ့ဝင်15ဦးတည်ဆုံးခဲ့ကစကောင်းစီတပ်ဖွဲ့ဝင်2ဦးကိုအရှင်းဖမ်းမိခဲ့တယ်လို့ဖော်ပြထားပါတယ်။အခုထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းမှာတော့စစ်တုံးမှန်2ဦးဖမ်းဆီးမှုဒိန်ပတ်ရရှိထားတဲ့စကောင်းစီတပ်ရဲ့လက်နက်ခဲယမ်းတွေပုံတွေကိုထည့်သွင်းဖော်ပြထားပါတယ်။ အဲ့ဒီစကန်တိန်ဆက်စင်ရီမှာလက်နက်ကြီးလက်နက်ငယ်ခုနှစ်လက်ဒိန်းဆက်ရရှိခဲ့တယ်လို့လည်းအသိပေးထားပါတယ်အစိုးပါရွာသေးရွာစကောင်းစီတပ်စကန်စစ်တောင်းမြေရဲ့အရှိတ်ကမ်းမှာရှိတဲ့ရွာဖြစ်ပြီးမျိုးတွေကိုကာကွယ်ဖို့တပ်ဆွဲထားတဲ့ကာကင်းဖြစ်တယ်လို့အမတ်ရှေးရရှိတဲ့ရင်တရင်နဲ့ပြန်ချာရေးတာဝန်ရှိသူကပြောပါတယ်အစိုးပါစကန်တိန်တိုက်ပွဲမှာစကားစားတက်ကလေချောင်းပြက်ကူပေတက်ခိုက်တာတွေရှိပေမဲ့မိမိတို့ဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သူကပြောပါတယ်ဒါပြင်လေချောင်းထိခိုက်မှုတွေချာမှာပိမိနေတဲ့ပြည်သူတွေကို ိုက်ပွဲကနေလောရကိုကဲထုတ်ပေးနိုင်ခဲ့တယ်လို့လည်းတိုက်ရင်ကသိပေးထားပါတယ်။အခုအောင်ပွဲဟာနေပြီးတော့တိုက်ရင်ရှေ့ရရှိကပြုလုပ်နေတဲ့လန်နဲ့အလန်၂၀တက်စင်ရေး operation စစ်တောင်းကမ်ပိန်းရဲ့အသေးပွင့်နေဖြစ်တယ်လို့လည်းထုတ်ပြန်ထားပြီးအရိကမ်ပိန်းအောင်မြင်ရေးပြည်သူတွေပါဝင်ပေးချဖို့ကိုလည်းတိုက်ရင်ရှေ့ရရှိကနှိုးဆော်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပေးသံများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်သူ့ပါသတင်းဒေါ်လာရင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။